Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Iceland နိုင်ငံ၌ပထမဆုံးအကြိမ်ဖြစ်တဲ့ချင်းကောင်များတွေ့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Iceland နိုင်ငံမှာတော့ချင်းကောင်တွေရှိနေတယ်ဆိုတာကိုပထမဆုံးအကြိမ်ဖြစ်တဲ့ရှာဖွေအတည်ပြုနိုင်ခဲ့ကြောင်းအော်တိုဘာလ22ရက်နေ့ကသတင်းတွေမှာဖော်ပြထားပါတယ် Iceland တဘာဝသမိုင်း Institute ရဲ့ထုတ်ပြန်ချက်အရချင်းကောင်၃ကောင်ကို West Iceland ပြည်နယ်မှာ အင်းဆက်ပိုကျွမ်းကျင်သူတို့ကဒီလအစောပိုင်းမှာရှာဖွေဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အင်းဆက်ပိုကျွမ်းကျင်သူဂျွန်ဟေတာဆန်ရှာဖွေတွေ့ရှိခဲ့တဲ့အဆိုပါချင်းတောင်တွေကိုတဘာဝတမိုင်းသူတေတီအင်စတီကျူမှသိပ္ပံပညာရှင်တွေကတော့ကူလီစတာအန်ယူလေတာလို့ခေါ်တဲ့မျိုးစိတ်ဝင်ခြင်းတွေအဖြစ်နဲ့အတည်ပြုနိုင်ခဲ့ပါတယ်။ကူစိတ်တာအန်ယူလေတာမျိုးစိတ်ဝင်ခြင်းတွေဟာအေးတက်ပြင်းထန်တဲ့အိုက်စလန်နိုင်ငံမှာပထမဦးဆုံးတွေ့ရှိရတဲ့ခြင်းတွေပဲဖြစ်ပါတယ်။အေးတက်ကိုခံနိုင်တဲ့ကူစိတ်တာအန်ယူလေတာခြင်းတွေဟာဆိုရင်တော့ဆောင်းရာသီကာလတွေအတွင်းမှာ မြေအောက်ခန်းတွေစပားကြီးတွေထဲမှာခလုံးနေထိုင်ပြီးတော့အသက်ရှင်နေထိုင်ပွဲရှိတယ်လို့အိုင်စလန်သိပ္ပံပညာရှင်တွေကသုံးသပ်လို့ထားပါတယ်။ဒါ့အပြင်နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေနဲ့ချင်းတွေပါလာနိုင်ပေမဲ့အိုင်စလန်နိုင်ငံမှာတော့အရင်ကချင်းတွေကိုအပြင်မှာမတွေ့ခဲ့ရဘူးလို့လည်းသိရပါတယ်။သို့ပေမဲ့လို့2015ခုနှစ်အတွင်း Hippopotamite လို့ခေါ်တဲ့ရင်ကောင်တစ်မျိုးအိုင်စလန်မှာပေါ်ထွက်ခဲ့ပြီးတဲ့နောက်ချင်းတွေဟာလည်းပဲအိုင်စလန်နိုင်ငံမှာပေါ်ထွက်လာနိုင်တယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားခဲ့ပြီးသားပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။